တော်လှန်ရေးမှာဘသူကနိုင်မလဲဆိုရင်တော့နောက်ဆုံးချိန်ထိဘသူတောက်ခံနိုင်တယ်လဲဘသူကဆင်းရဲပင်ပန်းခံနိုင်တယ်လဲဆိုတော့ပေါ်မှာမူတည်သွားပါလိမ့်မယ်ဒါကြောင့်မလို့ကျွန်တော်တို့ပင်ပန်းနဲ့ညီခွင့်ရှိပါတယ်ရပါတယ်ညီကြပါတောက်ခေါက်ပါဒါပေမဲ့ကျွန်တော်တို့ရက်နာလိုက်လို့မဖြစ်ဘူးကျွန်တော်တို့မိတ်ဆွေတငယ်ချင်းတွေတချို့ဒီတော်ထိုင်းမှာမပါဘူးနိုင်ငံခြားထွက်ကြတယ်အလုပ်လုပ်ကြတယ်မိသားစုကိုပြန်လဲထောက်ပံ့ကြတယ်ဒီဟာလေးနဲ့တင် ကျွန်တော်တို့မြင့်နိုင်ငယ်ရပါတယ်လူငယ်တယောက်အနေနဲ့ပေါ့နော်ဒေါ်လာကပြောရမယ်ရှင်တော့ဒေဗိနဲ့ပုံနီးတယ်လို့ပြောရမှာပေါ့နော် အခါကျတော့မိဘတွေရဲ့စိုးရင်စိတ်မိသားစုရဲ့စိုးရင်စိုးရင်စိတ်ကလည်းဒီဒေါ်လာကြီးမှာပါဝင်ဖို့ကလည်းအာတစ်ဖက်တစ်နှမ်းအနေနဲ့ပြောရမယ်ဆိုတော့စင်ခုံမှုတည်းရဲ့လို့ကျွန်တော်တော့မြင်ပါတယ် ဒါပေမဲ့ဒါလည်းနိုင်ငံတော်တစ်ဒီဆောက်ဖို့အတွက်ပဲဖြစ်တယ်ဒီဒေါ်လာကြီးကိုနိုင်တဲ့အခါမှာကျွန်တော်မြန်မာနိုင်ငံရဲ့အနာဂတ်နိုင်ငံတော်တစ်မှာကျတော့လူသားကို လူသားလိုဆက်ဆံခံရတဲ့နိုင်ငံကိုကျွန်တော်တည်ဆောက်ချင်ပါတယ်လူသားကိုလူသားလိုတန်ဖိုးထားတဲ့နိုင်ငံတော်မှာနေချင်ပါတယ် မိဘပြည်သူများအားလုံးပဲမင်္ဂလာပါရှင်။ Tagalatan Post ရဲ့ Youth and Women Affairs Program မှာနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ပတ်ကျမတို့ season မှာတော့ CDF Love သူရဲ့တွဲပဲအတွင်ရင်မူ slime Barbie ကိုကျမတို့ဖိတ်ခေါ်ထားပါရစေ။မင်္ဂလာပါဆရာ။ဟုတ်ကဲ့မင်္ဂလာပါ။ဟုတ်ကဲ့ပါအရင်ဆုံးအနေနဲ့ကျမတို့ရဲ့ဒီ season လေးကိုလက်ခံပေးရတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်။ ဟုတ်ကဲ့ပါဆိုတော့အရင်ဆုံးအနေနဲ့အာဆရာလက်ရှိပါဝင်ဆောင်ရွက်နေတဲ့အဖွဲ့အစည်းရယ်ပြီးတော့ဆရာတို့ရဲ့အဖွဲ့အစည်းရည်တည်ချက်ပေါ့နော် ပြီးတော့အာဆရာတာဝန်ယူရတဲ့အပိုင်းလေးပေါ့လေမိဘပြည်သူတွေအရင်ဆုံးအနေနဲ့မိတ်ဆက်ပေးပါအောင်ရှင့်ဟုတ်ကဲ့ပါဟာအခုလိုမျိုးကျွန်တော်ဒီလိုမျိုးရုပ်သံအင်တာဗျူးမှာဖိတ်ကြားပေးတဲ့အတွက် creativity ရှိပါတယ်ကျွန်တော်ဆိုတော့ကျွန်တော်ပထမဆုံးပြောချင်ပါတယ်ကျွန်တော်ကတော့ CDF လာသူရဲ့အတွက်ဖတ်ချစ်ချစ်ဂျင်းယူမှုတောင်းထမ်းဆောင်နေတဲ့ slide ပါပြီးဖြစ်ပါတယ် ကျွန်တော်တို့ CDF လောက်သူကတော့အာခွန်လုံးဒီဒွန်ထိုင်းကလာမှာပေါ်ပေါက်လာတဲ့ဒွန်ထိုင်းရေးလက်နက်ကင်ဖွဲ့စည်းတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ CDF လောက်သူကတော့ကျွန်တော်တို့မြန်မာပြောနေ just ကရှိရပါတော့ဗါလဲဆိုတော့ Federal Democracy စနစ်ရရှိရမယ်ဆက် National စနစ်ပြီးတိုင်းခြေမုံရမယ်ဆိုရဲအာခြေခံမှုလေးပဲပေါ့နော် အဒါလေးတွေဆက်ကင်ပြီးတော့ကျွန်တော်တို့တွန်ထိုင်းရေကိုဒီနေ့ချင်းထိလုပ်နေတာဖြစ်ပါတယ်ဆိုတော့ပြောပြချင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆိုတော့ဆရာကိုရိုင်းကရောဒီတော်လှန်ရေးမှာလူငယ်တဦးဖြစ်တည်အားလျော်စွာဘလို့ခံယူချက်တွေနဲ့ဒီတော်လှန်ရေးမှာဒီအခြေအနေထိပေါ့လေပါဝင်လာနိုင်ရဲ့ဆိုတာလေးကိုလည်းပြောပြပေးပါဦးရှင်ဒီတော်လှန်ရေးမှာဘလို့ပါဝင်လာတာလဲဆိုတော့ကျွန်တော်ကပထမဆုံးကိုကိုဝင်မိတ်ဆက်ရမယ်ဆိုရင်ကျွန်တော်လည်း CDM ဝန်ထမ်းတယောက်ဖြစ်ပါတယ်ကျွန်တော်တို့စာနာတဲ့တော့ CDM လောက်ယုံနဲ့ကျွန်တော်တို့ဒီ ော်နိုင်ရေးဒီစာနာရှင်ကကျွန်တော်တို့အာမြစ်ပြတ်ချိန်မုံနိုင်မှာမဟုတ်ဘူးဆိုတာကျွန်တော်တို့နားလည်လာတယ်။ဒါကြောင့်မြန်မာနိုင်ငံတဝန်းလုံးမှာကာကွယ်တပ်ဖွဲ့တွေဖွဲ့ကြတယ် PDF တွေပေါ့နော်။အာနောက်ပြီးတော့ကျွန်တော်တို့ချင်းပြည်မှာဆိုရင်တော့ CDF အတီတီပေါ့နော်ဖွဲ့ပြီးတော့ကျွန်တော်တို့လက်နက်ကင်လက်စုံရွေးချယ်လာခဲ့ကြရပေါ့နော်ဆိုတော့ကျွန်တော်ခံယူချက်ကတော့ရိုးရှင်းပါတယ်ကျွန်တော်ကိုယ်တိုင်ကလူငယ်တယောက်ဖြစ်တယ်ဆိုတော့ လူငယ်တယောက်အနေနဲ့လွတ်လွတ်လပ်လပ်အနေချင်တယ်ဗောနော်လွတ်လွတ်လပ်လပ်နေချင်တယ်ဒါပေမဲ့ဒီစံနာသိမ့်မှုကြောင့်ကျွန်တော်တို့ပထမဆုံးမလွတ်လပ်တာကအင်တာနက်ကစပြီးတော့ကျွန်တော်တို့ကမလွတ်လပ်ခဲ့ဘူးလေနော်ဒါအများကြီးပြောစရာတော့ရှိရဲ့ခြေခံလေးတွေဗောနော်လွတ်လွတ်လပ်လပ်နေချင်တယ်ငါလွတ်လွတ်လပ်လပ်အတွာလာထုတ်ရှားချင်တဲ့ပညာသင်ချင်တဲ့ဒါပေမဲ့ဒီစာနာသိမ့်မှုကြောင့်ကျွန်တော်တို့အဲ့ဒီလူသားတယောက်ဖြစ်ပါလေနဲ့ကျွန်တော်တို့ရဲ့အခြေခံရပိုင်ခွင့်ဖြစ်တဲ့လွတ်လပ်မှုကို ကျွန်တော်တို့မရဘူးဆန်နာတိမ့်မှုကြောင့်ကျွန်တော်တို့ဆုံးရှုံးလိုက်ရတယ်ဆိုတော့ကျွန်တော်ကတော့ဒီလွတ်လပ်မှုအတွက်ကျွန်တော်ကဒီ တော်လိုင်းကြီးမှာပါဝင်လာရတာဖြစ်သွားတယ်လို့ဟုတ်ကဲ့ဟုတ်ကဲ့ပါအခုလိုကြားရတဲ့အတွက်အင်မတန်မှလည်းကုံယူမိပါတယ်ဆိုတော့အာဆရာကစီရီယာမှာတူးလည်းဖြစ်တယ်လက်ရှိမှာစီရီယာဖလောက်သူရဲ့ဒီအထွေထွေအတွင်းမှုအတွဲပက်အတွင်းမှုအနေနဲ့တာဝန်ထမ်းဆောင်နေဆိုတဲ့အခါကျတော့ဆေးရအနေနဲ့ဒီလက်ရှိနေဦးတော်လိုင်းကြီးပေါ့နော်ဟိုပဲအစ်စ်ရောက်နေပြီလို့ထင်လဲကျမတို့ရဲ့တော်လိုင်းကြီးက၄နှစ်ကျော်၅နှစ်တာကာလဖြစ်လာပြီဖြစ်တဲ့အတွက်ပေါ့လေဆေးရအနေနဲ့ဒီတော်လိုင်းကြီးကိုခြုံငုံသုံးတိုက်ရမယ်ဆိုလို့ရှိရင်ပဲအစ်စ်ရောက်နေပြီလို့ဆေးရအနေနဲ့ဟိုပေါ့ เนาะထင်မြင်ယူဆထားလဲပြီးတော့ဒေါ်လာရေးကာလအခက်ခဲတွေအောင်မြင်မှုတွေနဲ့အနာဂတ်အမြင်လေးတွေကိုလည်းပြောပြပေးပါအောင်ရှင့်ကျွန်တော်ကတော့ဒီဒေါ်လာရေးကိုတုံးသက်ရမယ်ဆိုရင်တော့ဒီမြန်မာနိုင်ငံမှာကျွန်တော်တို့ဒမိုင်းကိုကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ဒမိုင်းတလျှောက်မှာဒီလောက်ထိအခုနေဦးဒေါ်လာရေးပြောရပါဘောเนาะ2021နောက်ပိုင်းကျွန်တော်တို့ဒီဒေါ်လာရေးကဒီလောက်ထိဒီလူထုတရက်လုံးနောက်ပြီးတော့ចောင်းသားလူငယ်မိဘပြည်သူအကုန်လုံး ပါဝင်ပြီးတော့ဒီစနစ်ကိုကျွန်တော်တို့တော်ထန်နေဆိုတော့ကျွန်တော်တည်ရတော့တော့မြမတမိုင်းမှာမရှိခဲ့ဘူးထင်ပါတယ်ဆိုတော့ဒီတခါကျွန်တော်တို့2021နောက်ပိုင်းမှာကျွန်တော်တို့လောက်လာတဲ့ဒီစစ်အာဏာရှင်တော်ထန်ရေးကတော့တကယ်ကိုအားရစရာကောင်းပါတယ်ဒီလောက်ထိဒီသူပါဝင်တာကိုကကျွန်တော်တို့ရခိုင်ထုံးအချင်းတွက်မယ်ဆိုတော့ကျွန်တော်ကတော့အာ90ရခိုင်ထုံးဒီဟာလေးနဲ့တင်ဒီသူတရက်လုံး ပါဝင်တာနဲ့တင်ကိုကျွန်တော်တို့90ရာခိုင်နှုန်းတော့ကျွန်တော်တို့နိုင်ပြီလို့ကျွန်တော်တို့ခံယူထားပါတယ်။နောက်ပြီးတော့ဒီဂါလာလေးချက်ကျော်ဂါလာအတွင်းမှာចောင်းသားလူငယ်တွေနောက်ပြီးတော့မိဘတူတရလုံးကအင်တိုင်းအတိုင်းဒီစစ်အာဏာရှင်ကိုတော်လှန်နေကြတာဖြစ်တယ်။ဆိုတော့ ကျွန်တော်ကတော့နည်းနည်းခံခံရမယ်ဆိုတော့အနည်းဆုံးကျွန်တော်ကတော့အများကြီးဟောလင့်ပါတယ်ဒီတော်ထိုင်းရောတော့တော်တော်လေးခီးပေါက်နေပြီပေါ့နော်တော်ထိုင်းကလာဖြစ်တဲ့အတွက်အခက်ခဲနဲ့စင်ခေါ်မှာတော့အများကြီးရှိပါတယ်ဒီတော်ထိုင်းတပ်ဖွဲ့ဝင်တွေအတွက်ဒါမကဘဲနဲ့မိဘပြည်သူတရေလုံးကလည်းဒီတော်ထိုင်းကလာမှာအခက်ခဲပေါင်းများစွာတော့ရင်ဆိုင်ရပါတယ်အခုနကျွန်တော် ပထမဆုံးပြောသူလိုပါပဲအများကြီးမပြောဘဲနဲ့အခြေခံလေးဖြစ်တဲ့လွတ်လပ်ခွင့်တောင်မှကျွန်တော်တို့ဆုံးရှုံးနေရတာဖြစ်တယ်။ဒါလေးကတော့တော်တော်လေးအခက်အခဲဖြစ်တယ်ပေါ့နော်။ကျွန်တော်တို့ဒီတော်လှန်ရေးကိုမြို့ပေါ်ကလူတွေတော်လကောင်းနော်ပရောဂျက်လက်ကလူတွေတော်လကောင်းဒီတော်လှန်ရေးမှာပါဝင်ချင်တယ်။ဒါပေမဲ့လုံခြုံရေးအခြေအနေရတော်လကောင်းနော်ပြီးတော့ဂုံစင်းနှုံးတွေမြင့်တက်လာမှုအရာဒီသူတွေမှာလည်းအခက်အခဲမြောက်များစွာရှိပါတယ်။တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ပြောရမယ်ဆိုရင်တော့နိုင်ငံတကာနိုင်ငံရဲ့စစ်တပ်ကိုကျွန်တော်တို့တော်လှန်နေရတာဖြစ်တယ်။နိုင်ငံတကာနိုင်ငံရဲ့ စစ်တပ်ကိုကျွန်တော်တို့လိုကွယ်ပြောရမှာပေါ့နော်ဒီအစုဖွဲ့တဲတဲလေးတွေကတော်ခံနေရတာဖြစ်တယ်ဆိုတော့ဒါလက်နက်အင်အားလူဝင်အားမပြားတဲ့ဟာကိုရဲနော်ပရွန်ချက်90ကျော်လောက်စစ်လက်တကြားစုဖွဲ့ထားတဲ့တမတော်ကြီးကိုကျွန်တော်တို့တိုက်ခိုက်နေတယ်တော်လှန်နေတယ် ခုခံနေရတဲ့အခြေအနေဆိုတော့ခက်ခဲရတော့အများကြီးရှိပါတယ်။ဟုတ်ကဲ့ပါဆိုတော့ကျမတို့ဆက်သွားကြမယ်ဆိုလို့ရှိရင်လက်ရှိမှာလည်းဒီစစ်ကောင်စီကတော့ရွေးကောက်ပွဲလုပ်ဖို့အကြိမ်တွေကိုစီစဉ်နေတာတွေ့ရတယ်ပေါ့နော်။ဆိုတော့အာဒီစကားဆာပြုလုပ်တဲ့အတူအယောင်ရွေးကောက်ပွဲအပေါ်မှာဆရာရဲ့အမြင်သဘောထားလေးနဲ့အတူပေါ့လေ။ပြည်သူတွေအနေနဲ့ရောဘယ်လိုတွေတုံ့ပြန်ဆောင်ရွက်ပြီးတော့ဘယ်လိုတွေစန့်ကျင်သင့်နေဆိုတာလေးကိုလည်းအကြံပြုပေးပါအောင်ရှင့်။ဟုတ်ကဲ့ကျွန်တော်ကဒီစကားဆာရဲ့အတူအယောင် ရွေးကောက်ပွဲပေါ့နော်ဒါတော့ကျွန်တော်လေးကိုဒီစကလုံးနဲ့တင်လေအတူရောင်ရွေးကောက်ပွဲဆိုတာလေးနဲ့တင်တော့ပြည့်စုံပါတယ်အဲ့ဒါတရားမဝင်တဲ့ဒီသူစီကနေသူမတရားရယူထားတဲ့နိုင်ငံတော်အာဏာကိုသူကတော့တဖက်နေပြောရမယ်ဆိုရင်တော့တရားနီလန်းကိုပြန်ပြီးတော့ဆွဲခေါ်လာခြင်းနဲ့သဘောလို့ကျွန်တော်တော့မြင်ပါတယ်ဆိုတော့ဒီရွေးကောက်ပွဲကတော့နိုင်ငံတကာကတော်လကောင်းတိမပြူမှု မရှိဘူးလို့ကျွန်တော်တို့ပြောလို့ရပါတယ်เนาะပြီးတော့ဒီမြန်မာနိုင်ငံမှာရှိတဲ့မြို့နယ်330ကျော်ထဲမှာသူအမှန်တကယ်ယူကောက်ပွဲချင်းပနိုင်မဲ့မြို့နယ်ကြီးမယ်ဆိုရင်လည်းဒီနိုင်ငံလုံးမကြီးပဲနဲ့ကျွန်တော်တို့ချင်းပြချင်းလဲမှာပဲကြီးမယ်ဆိုရင်လည်းသူယူကောက်ပွဲလုံးနိုင်မဲ့နေရာဒေသနဲ့အတိုင်းတာကတအားနေပါတယ်ဆိုတော့ဒါတော့အတူအောင်ယူကောက်ပွဲဆိုတဲ့အတိုင်းပဲကျွန်တော်ကိုယ်တိုင်ကလည်းအယုံကြည်မရှိပါဘူးဒီသူတရက်လုံးလဲအာအယုံကြည်မရှိပါဘူးဒါပေမဲ့ စကောင်စီကတော့ဒီထကမပေါ့နော်အခုကတော့စကောင်ရှင်ကတော့ဒီရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်အာလုပ်မဲ့သဘောတော့ရှိရယ်ကျွန်တော်တို့အာကြည့်ရတာကဘာလို့လဲဆိုတော့ဒီဒီနိုင်ငံလုံးကိုကြည့်မယ်ဆိုရင်ဒီရွေးကောက်ပွဲအတွက်ကိုသူတော်တော်လေးအခက်ထားရတယ်နောက်ပြီးတော့ဒီအနေနဲ့ရက်ရက်မှာသူကပြန်လဲထုတ်ဆစ်စင်ပြီးတော့လေရွေးကောက်ပွဲအတွက်ကိုသူလုံခြုံရေးယူရနေနဲ့ အမြဲလှုပ်လာတာတွေ့တယ်ဒီသူတွေအနေနဲ့လည်းဒီရွေးကောက်ပွဲကိုပါဝင်နိုင်အောင်ပေါ့နော်သူကအများကြီးကြိုးစားလာတာတွေ့ရတယ်ဥပမာပြောရရင်တော့ Nancy Dean ဝန်ထမ်းတွေတော်လကနောက်ပြီးတော့ဒီသူတွေကိုတော်လကသူအများကြီးစီယုံလာတာတွေ့ရတယ်နောက်ပြီးတော့လုံချုံကြီးအရပြောရမယ်ဆိုရင်တော့အခုလေချောင်းတိုက်ခိုက်မှုလည်းအများကြီးလှုပ်လာတယ်ပေါ့ဒီအခါကျွန်တော်ဘယ်လိုသုံးသပ်တယ်လဲဆိုရင်တော့ဒီရွေးကောက်ပွဲအတွက်သူလုံချုံကြီးတင့်ကျက်တဲ့လုံချုံကြီး ဖြစ်တင်တဲ့အဆင့်လို့ကျွန်တော်တို့မြင်ပါတယ်။နောက်ပြီးတော့ပြည်သူတရက်လုံးကလည်းဒီဟာကိုဘလုံးလဲလက်မခံတလို့ဆက်လက်ပြီးတော့ကူပောင်းပါဝင်ပေးဖို့ကြတော့လေတချို့မျိုးပေါ်မှာနေတဲ့အသူစုံမှုနေမြန်မာနေထားတဲ့ပြည်သူတွေကတော့အတင်းအတမမဲပေးခိုင်းတာမျိုးလည်းရှိလာနိုင်ပါတယ်ဆိုတော့ပြည်သူတွေကလည်းဒါအရန်ကြီးကိုသတိထားဖို့လိုပါတယ်လို့ကျွန်တော်တို့လည်းသုံးသပ်ချင်ပါတယ်ဟုတ်ကဲ့ ဟုတ်ကဲ့ပါဆိုတော့ဒီစကားစဒီလက်ရှိမှာအခုနဆရာပြောတဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှလည်းဒါအာဆီယံရဲ့လက်တီချက်ကလည်းအင်မတန်မှအရေးကြီးလာမှာပေါ့လေဆိုတဲ့အခါကျတော့ဟိုဆရာကိုရိုင်းကလည်းလူငယ်လည်းတဦးဖြစ်တဲ့အားလျော်စွာစီရီယံမှာတဦးလည်းဖြစ်တယ်လက်ရှိမှာလည်းပဲဒါတာဝန်ထမ်းဆောင်နေရတဲ့သူတဦးဖြစ် အဖြစ်တဲ့ခါကျတော့ဒီအာဆီယံနေရဲ့ရည်တည်ချက်ပေါ်မှာရောဆရာဘလို့တွေသုံးသပ်လဲပြီးတော့ဒီအိနီဂျင်းနေဖြစ်တဲ့အိနီဂျင်းနိုင်ငံနေအနေနဲ့ရောဒီရွေးကောက်ပွဲပေါ်မှာဘလို့တွေတုံ့ပြန်သင့်တယ်လို့ဆရာအနေနဲ့အကြံပြုလို့လဲပေါ့နော်ဒီတော်လှန်ရေးကိုအိနီဂျင်းနေနေနဲ့ဘလို့တွေရည်တည်ပေးသင့်တယ်လို့ဆရာအနေနဲ့ဟိုအကြံပြုလို့ပါလဲရှင်ဒီအာဆီယံတွေတော်လကောင်းတော့ပြီးတော့အိနီချင်းတွေနေနဲ့ကလည်းဒီဟာကဒီသူတွေရဲ့သဘောထားအမှန်ကိုတီးဖို့လို့ပါလဲ ဥပမာဖြစ်သူကတော့ဟိုနိုင်ငံလိုက်ဖားလိုက်ဒီနိုင်ငံလိုက်ဖားလိုက်နေပေါ့ဒါတော့လောက်ရှုပ်နေတယ်ဆိုပေမဲ့နိုင်တကယ်ဒီသူတွေကရောဒီရွက်ကောက်ပွဲကိုလက်ခံယုံကြည်မှုရှိသလားဆိုတော့အပေါ်မှာအများကြီးမူတည်နေပါတယ်ဆိုတော့ဒီရွက်ကောက်ပွဲကတော့ရှင်းတာကသူ့ရဲ့ပါတီဖြစ်တဲ့ကျန်းဖွတ်ပါတီပေါ့နော်သူဒီပါတီအနာရဖို့ကိုပဲသူကတော့လှုပ်လာတာလို့ကျွန်တော်တော့မြင်ပါတယ်အဲ့ဒါအကြောင်းမို့လို့ဒီဟာကသူ့ ဘောထားအမှန်နော်ပြီးတော့ပြည်သူစံတထုတ်မဟုတ်ဆိုတာကိုအာဆီယံနိုင်ငံတော်လကနော်ပြီးတော့ဒီကျွန်တော်တို့အိန္ဒိချင်းနိုင်ငံတွေကတော်လကအတိမတ်ပြုဖို့ပေါ့နော်ပြည်သူတွေရဲ့ဘောထားအမှန်ကပါလဲဆိုတာကြားသိဖို့ရန်အတွက်တအားလိုပါတယ်အဲ့ဒါကြောင့်မလို့ဒါအခုဒီနောက်ပိုင်းမှာဒီမိုကရေစီနိုင်ငံချစ်ရေးအတွက်ယူကောက်ပွဲကအရေးကြီးတယ်ဆိုပေမဲ့ ရွေးကောက်ပွဲထဲနဲ့မလုံလောက်ဘူးဒီသူတွေရဲ့တကက်သဘောစန္ဒအမှန်ဖြစ်ဖို့ကလည်းလိုအပ်တာဖြစ်တဲ့အတွက်အင်ဂျင်နိုင်ငံတွေကလည်းဒီသူတွေရဲ့သဘောထားအမှန်ကဘာဖြစ်တယ်လဲဆိုရအောင် ပေါ်မှာပဲဒီပါတယ်လို့ကျွန်တော်တို့လိုပဲသုံးသက်ရှင်ပါတယ်ဟုတ်ကဲ့ပါဒီနောက်တစ်ခုအနေနဲ့ကျမတို့ဒေါ်လာရေးကာလာကြာလာတာနဲ့အမျှဒေါ်လာရင်အားစုတွေကြားတဲ့ကဝတ်တိုက်မှုလေးတွေပေါ့လေဒီစိတ်ဝင်ကွဲမှုလေးတွေလည်းတချို့ပေါ့လေရှိတာကိုတွေ့ရတယ်အဓိကအနေနဲ့ကျမတို့ဒါချင်းပြီအရေးမှာတော်လကောင်းပေါ့နော်ဒါဥပမာအနေနဲ့ပေါ်ပေါ်တင်တင်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီလိုစိတ်ဝင်ကွဲမှုတွေကဒေါ်လာရေးပေါ်မှာဘယ်လောက်ထိအထူးခက်ရှိလဲဆိုတာလေးကိုလည်းပြောပြ ေးစေချင်ပါတယ်ပြီးတော့မှဘလူတွေစီးလုံးညီညွတ်မှု ရှိအောင်ဘလူတွေပူပေါင်းဆောင်ရွက်တင်လဲဆိုတာလေးကိုလည်းဟိုအကြံဉာဏ်လေးပေးပါအောင်ရှင့်ဟုတ်ကဲ့ပါဒီဒေါ်လှန်ရေးကာလကျွန်တော်တို့ရဲ့ပုံရံသူ ဖြစ်တဲ့သာကဆာကိုကျွန်တော်တို့ဒေါ်လှန်နေတဲ့ချိန်မှာကျွန်တော်တို့ဒေါ်လှန်ရေးအင်အားစုတွေဒီလိုမျိုးစိတ်ဝမ်းကွဲမှုဖြစ်လာရဲဆိုရဲဟာကကျွန်တော်ကိုတိုင်ကဒီဒေါ်လှန်ရေးပြဖွဲ့မှာတောင်းထမ်းဆောင်နေတဲ့ရဲဘော်တယောက်ဖြစ်တယ်ဆိုတော့ ဟာဒါကတော်တော်လေးကိုစိတ်မကောင်းဖြစ်ရပါတယ်။ဒါကဘာကြောင့်ဖြစ်တယ်လဲဆိုရင်တော့ကျွန်တော်တို့အချင်းချင်းကြားမှာအာယုံကြည်မှုမတိဆောက်နိုင်သေးတဲ့အာပြဿနာလို့ကျွန်တော်တို့မြင်ပါတယ်။ကျွန်တော်တို့ဘုံရန်သူဖြစ်တဲ့စက်ကောင်စီကိုကျွန်တော်တို့ဒေါ်လှန်နေတဲ့အချိန်မှာတော့ဘာပဲဖြစ်ဖြစ်ကျွန်တော်ကတော့အဓိက focus ဖြစ်တဲ့ဒီစစ်အာဏာရှင်ကြာရှုံးရေးကိုပဲကျွန်တော်တို့ဥတီစေချင်ပါတယ်။အချင်းချင်းကြားမှာ မယုံကြည်ဘူးဒါမှမဟုတ်ရင်တော့ဒီအချင်းချင်းကြားမှာပွက်တိုင်မှုလေးတွေဖြစ်လာတယ်ဆိုတော့တော်တော်လေးကိုစိတ်မကောင်းဖြစ်ရပါတယ်ဒီအတွက်ကိုကျွန်တော်တို့ဘယ်လိုမျိုးလုပ်လို့ရတယ်လဲဆိုတော့သူ့ဖက်ကိုဖက်ပေါ့နော်ဥပမာကျွန်တော်တို့ချင်းပြည်အနေနဲ့ကြည့်မယ်ဆိုရင်တော့ CB နဲ့ CC တို့မျိုးပေါ့နော်ဆိုတော့မြာကသူ့ဖက်ကိုဖက် short တင်တဲ့မာနလေးတွေ short ပြီးတော့ကျွန်တော်တို့ဒီ dot line ကိုပဲဥတီရအောင်ပါအစည်းအဝေးမှာပဲစကားပြောတာမျိုးထက် ကျွန်တော်တို့အပြင်မှာလည်းလူငယ်တွေဖြစ်တဲ့အတွက်ဒီဒေါ်လှန်ကြီးကိုဥဆောင်နေကြတာကလူငယ်တွေဖြစ်တယ်ကျွန်တော်လူငယ်တွေကတော့စိတ်တက်နေပြောရမလားတစ်ဖက်နေဆိုရင်တော့နော်အာအညိုတိတ်မထားဘူးလူကြီးတွေကတော့နည်းနည်းရှိမှာပေါ့ကျွန်တော်တို့လူငယ်တွေကတော့အဲ့လိုမျိုးမရှိဘူးဆိုတော့အာလူငယ်တွေကတော့ကွင်းလင်းတယ်ညိုသားတယ်ဖြူစင်တယ်ဆိုတော့မကြိုက်တဲ့ဟာကိုမကြိုက်ဘူးပဲမကြိုက်တဲ့ဟာကြိုက်တယ်လို့ပေါ်ရန်ပြောတာမျိုးကျွန်တော်တို့လူငယ်တွေကမအားတော့မရှိဘူးဆိုတော့ ဒါပေမဲ့ကျွန်တော်တို့လူငယ်တွေကတခုအတားချက်ရှိတာမကြိုက်ဘူးလို့ပြောရင်လည်းကျွန်တော်တို့ကတော့စိတ်ထဲမှာဘာမှညှို့တင်းမထားဘူးပေါ့နော်ဆိုတော့ဒါတွေကိုတော့ကျွန်တော်အချင်းချင်းကြားမှာအများကြီးတွေးဆွန်ဆွေးနွေးမှုလိုပါတယ်စကားပြောဖို့ပေါ့နော်ကျွန်တော်တို့က CC ကျွန်တော်တို့က CV ဆိုပြီးတော့ဟိုလိုမျိုးချင်းချင်းစကားမပြောကြတဲ့အစင်းလောက်မျိုးတော့မဟုတ်ပဲနဲ့ ကျွန်တော်တို့ဒီ CB ကလူတွေပဲဖြစ်ဖြစ် CC ကလူတွေပဲဖြစ်ဖြစ်ကျွန်တော်တို့ချင်းပြည်ဒေါ်လှန်ကြီးကိုအမြန်ဆုံးနိုင်ခြင်းတယ်အဲ့ဒါတော့ဘသူမဆိုစိတ်ထဲမှာရှိပါတယ်အဲ့ဒါအကြောင်းမလို့ကျွန်တော်တို့ဒေါ်လှန်ကြီးနိုင်ဖို့ဆိုရင်တော့ short တင်တဲ့မာနလေးတွေကို short ပြီးတော့ကျွန်တော်တို့ချင်းဆိုတဲ့တစ်ခုအောက်မှာပဲအမီနာမတစ်ခုအောက်မှာပဲစူးစီးပြီးတော့ကျွန်တော်တို့စစ်အာဏာရှင် အာမြင့်ပြည့်ချိန်မုံကြီးနဲ့ကျွန်တော်တို့ချင်းပြည့်ချင်းလဲလွတ်မြောက်ရေးကိုပဲအာယုံဆိုင်ရင်တော့ကျွန်တော်တို့ညီကိုတွေဖြစ်တယ်လေနော်ညီကိုတွေဖြစ်တယ်ဆိုတော့ချင်းချင်းကြမှာခွင့်မလွတ်နိုင်ဆရာလဲမရှိသလိုအာနားမလည်နိုင်ဆရာလဲမရှိပါဘူးအဓိကတော့ချင်းချင်းကြမှာယုံကြည်မှုလေးတွေပြန်လဲတည်ဆောက်ဖို့လိုပါတယ်လို့ကျွန်တော်တို့လိုပဲတုံ့တက်ချင်ပါတယ် ဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်ဆိုတော့နောက်တစ်ခုအနေနဲ့ကတော့ဒီဆရာကိုရိုင်းလဲဒါလူငယ်တူဖြစ်တယ်ခုနဒီခေါင်းဆောင်ပိုင်းနေရာမှာဆရာကိုရိုင်းဥဆောင်ပြီးတော့လက်ရှိတော်လှန်ရေးကိုဥဆောင်ပြီးတော့มาပေါ့နော်လုပ်နေတာကိုလည်းတွေ့ရတယ်ဆိုတော့ဒီလိုမျိုးဒီຫນွေဥတော်လှန်ရေးရဲ့ထူးခြားချက်ကလူငယ်တွေရဲ့ဥဆောင်မှုအခန်းကဏ္ဍအင်မတန်မှအားကောင်းလာတာနဲ့အတူအမျိုးသမီးတွေရဲ့ပါဝင်မှုကိုရိုင်းကလည်းအင်မတန်မှအားကောင်းလာတာကိုတွေ့ရတယ်ဒီအပေါ်မှာဆရာရဲ့အမြင်သဘောထားသုံးသပ်ချက်လေးကိုလည်းသိပြရစေပြီးတော့မှဆရာကိုရိုင်းကလည်း ည်းခုနပြောသလိုဥဆောင်မှုအခန်းကဏ္ဍမှာပါတဲ့အခါမှာလူငယ်တအုပ်အနေနဲ့တွေ့ရတဲ့စိန်ခေါ်မှုတွေနဲ့ပေါ့နော်ဘလို့ရင်ဆိုင်ဖြေရှင်းလဲဆိုတာလေးကိုလည်းပြောပြပေးပါအောင်ရှင့်အရင်တော့ကဒေါ်လှန်ကြီးအကြတော့ဘလို့ရှိတယ်လဲဆိုတော့တိုင်းရင်သားတွေပဲဒေါ်လှန်တာမျိုးဒါဆိုတော့တိုင်းရင်သားတွေမှာတော့လူငယ်ပိုင်းတွေပဲဒေါ်လှန်တာမျိုးပေါ့နော်အခုဒီဒေါ်လှန်ကြီးကဒီသူတစ်ရက်လုံးပါဝင်နေအသက်အရွယ်မရွေးမျိုးသမီးရော အမျိုးသားရောအသက်အရွယ်မရွေး ပါဝင်လာတဲ့ဒေါ်လာရင်းဖြစ်တယ်ဆိုတော့ဒီအပေါ်မှာအမျိုးသမီးတွေရဲ့ပါဝင်မှုခန့်ကန်တာကလည်းတော်တော်လေးအရေးကြီးပါတယ်နောက်ပြီးတော့ဒီຫນွေဥဒေါ်လာရင်းမှာအမျိုးသမီးတွေပါဝင်မှုကလည်းတော်တော်အားရစရာကောင်းပါတယ်ကျွန်တော်အမြင်ပေါ့နော်မလို့လဲဆိုတော့ဒီဒေါ်လာရင်းမှာကျွန်တော်တို့အမျိုးသားတွေကြီးပဲဒီဒေါ်လာရင်းကိုလုပ်မယ်ဆိုရင်တော့လည်းဟိုအစင်ဒီလာလေးတွေရှိတယ်နော်ပြီးတော့အာတစ်ဖက်ကနေပုံပလင်းလင်းပြောရမယ်ဆိုရင်တော့အာစိတ်သက်ခွန်အားဆိုတာမျိုးလဲလို့သိတယ်နောက်ပြီးတော့ ဒီဒေါ်လာရင်းမှာကျွန်တော်ကိုတိုင်ကကိုယ်စိတ်ကိုကျွန်တော်ဘယ်လိုပြန်တိဆောက်တယ်လဲဆိုရင်တော့တခါတလေကျရင်ကျွန်တော်လည်းဒီဒေါ်လာရင်းမှာဒါစိတ်ရောလူရောအပြင်ပန်းတဲ့ချိန်လေးများရရှိခဲ့တယ်နော်ဒါပေမဲ့ကိုယ့်ကိုယ်စိတ်တခွန်အပြင်လည်းတိဆောက်ရတယ်လဲဆိုရင်တော့အမျိုးသမီးတွေပေါ့နော်တဘာဝပိတ်ချချက်အရာအများကြီးအားနေတဲ့အမျိုးသမီးလေးတွေလည်းပါဝင်လာကြတယ်တချို့ကျွန်တော်တို့ရဲမေစစ်မေတွေဆိုရင် စက္ကဆိုင်ရဲ့ဖန်ဆီးခြင်းကိုလည်းခံရတယ် တခါစနေစမှုတွေလည်းခံရတဲ့သူတို့တောင်မှတတိရှိရှိတဲ့ဒီတော်ထန်ရဲ့အတွက်ယက်တည်နိုင်တာဆိုတော့အဲ့လိုမျိုးကောက်ကိုပြန်တိဆောက်ရတဲ့ခါတွေလည်းရှိတယ်။နောက်ပြီးတော့အဖွဲ့စည်းမှာအမျိုးသမီးတွေရဲ့ပါဝင်မှုခန့်ကန်တာခါတာကွယ်ရည်ကြီးပါတယ်။ဥပမာကျွန်တော်တို့ယောက်ျားလေးတွေဆိုရင်တော့ဇင်းစရာအချင်းပြောရမယ်ဆိုရင်ဇင်းစရာဆိုရင်နည်းနည်းပေါ်ရော်တာလေးတွေရှိတယ်။အဲ့လိုဟာမျိုးအနောက်ပြီးတော့တချို့ကန္တာတွေမှာကျွန်တော်တို့ယောက်ျားလေးတွေကြီးပဲမနိုင်တဲ့ခါလေးတွေရှိရောပေါ့နော်။အဲ့လိုဟာမျိုးချင်းက အမျိုးသမီးတွေရဲ့ပါဝင်လာမှုကြောင့်ကျွန်တော်တို့အမျိုးသားတွေပြင်လဲပိုပြီးတော့ခွန်အားကြီးရတာပဲရှိရဲနောက်ပြီးတော့ဒီအဖွဲ့စည်းတွင်းမှာပဲဖြစ်ဖြစ်အမျိုးသမီးပါဝင်မှုကြောင့်ဒီအဖွဲ့စည်းကပိုပြီးတော့အာယုံကြည်မှုလေးတွေရှိလာတယ်နောက်ပြီးတော့အဖွဲ့စည်းလည်းပုံမတိုးတက်လာတဲ့ဟာမျိုးလေးတွေတွေ့ရတယ်အတွက်ကြောင့်ကျွန်တော်တော့ကျော်လိုင်းမှာအမျိုးသမီးပါဝင်မှုကဏ္ဍကအာဒါကိုလိုပါတယ်လို့ကျွန်တော်တော့တုံ့တက်ချင်ပါတယ်နောက်ပြီးတော့လူငယ်တယောက်အနေနဲ့ ဒီတော်ထိုင်ရေးမှာစင်ခေါ်မှုကတော့အာကြီးပဲပြောလို့ကိုယ်ကမဟုတ်ဘူးဥပမာဖြင့်တချို့လူငယ်တွေတွေ့ဆိုရင်တော့အများကြီးမပြောဘဲနဲ့ပညာရေးလိုင်းကြောင်းပဲကြည့်လို့ဆိုရင်လည်းဒီချိန်မှာကျွန်တော်တို့တချို့ကျွန်တော်တို့ငယ်ချင်းတွေနောက်ပြီးတော့ဒီဒေါ်လိုင်းတစ်ဖွဲ့မှာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်တွေရဲ့ငယ်ချင်းတွေပဲဖြစ်ဖြစ်ကျွန်တော်တို့ရှိရကိုတွေးရပြန်ဆိုရင်တော့ကျွန်တော်တို့ညှိုးလင်းချက်ကတော့နိုင်ငံတော်အစ်စောက်ကြမယ်နိုင်ငံတော်အစ်ကကျွန်တော်တို့ လူအခွင့်ရေးတွေနောက်ပြီးတော့အာလူစံတုံးတွေနောက်ပြီးတော့ဒီကောင်းမွန်တဲ့နိုင်ငံရေးစနစ်ပေါ်တော့ Federal Democracy စနစ်အစိုးရတဲ့ဒီ important မယ်ဆိုရဲဟာတော့ပဲကျွန်တော်တို့ကတော့အာရင်မှတ်ချက်ထားနိုင်တော့တယ်ပေါ့နော်ကျွန်တော်ပုဂ္ဂိုလ်ကြီးအရာဒီဟာဒီဟာလောက်မယ်ဒီဟာဒီဟာဖြစ်မယ်ဆိုတာမျိုးရင်မှတ်ချက်ကမရှိတော့ဘူးလို့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်ကျွန်တော်ရဲ့ရင်မှတ်ချက်ကကျွန်တော်ပုဂ္ဂိုလ်ကြီးအတွက်ရင်မှတ်ချက်မျိုး မဟုတ်တော့ဘူးဆိုတော့ဒီချိန်မှာကျွန်တော်တို့ပြောရမယ်ဆိုရင်တော့ပထမအဆုံးကျွန်တော်တို့ဒီစင်ခေါ်မှုပြောရမှာပေါ့နော်ဒါမှမဟုတ်ကိုယ့်ရဲ့ခက်ခဲပြောရမှာလားဒါကိုယ့်ရဲ့မိသားစုအခြေအနေကနေစပြောမယ်ဆိုရင်တော့မှကျွန်တော်တို့မိတ်ဆွေတငယ်ချင်းတွေတချို့ဒီတော်ထိုင်းမှာမပါဘူးနိုင်ငံခြားထွက်ကြတယ်အလုပ်လုပ်ကြတယ်မိသားစုကိုပြန်လဲထောက်ပံ့ကြတယ်ဒီဟာလေးနဲ့တင်ကျွန်တော်မျက်နှာငယ်ရပါတယ်လူငယ်တယောက်အနေနဲ့ပေါ့နော်အဲ့ဒါမျိုးလေးတွေရှိရယ် အာနောက်ပြီးတော့မိတာစုရဲ့ဖြီအားပေါ့နော်ဘယ်သူမှဆိုကိုသားသမီးကိုတော့ဒေါ်လာကပြောရမယ်ရှင်တော့ဒေမေနဲ့ပုံကြီးတယ်လို့ပြောရမှာပေါ့နော်အခါကျတော့မိဘတွေရဲ့စိုးရင်စိတ်မိတာစုရဲ့စိုးရင်စိုးရင်စိတ်ကလည်းဒီဒေါ်လာကြီးမှာပါဝင်ဖို့ကလည်းအာတစ်ဖက်တစ်လမ်းနေပြောရမယ်ရှင်တော့စင်ခုံမှုတည်းရဲ့လို့ကျွန်တော်တော့မြင်ပါတယ်နောက်ပြီးတော့ခုနကကျွန်တော်ပြောသလိုပညာကြီးကျွန်တော်တို့မိတ်ဆွေတငယ်ချင်းတွေ အာအိန္ဒိယဖက်သွားကြတယ်ဓမ္မမွန်ချင်းမိုင်ဖက်ပဲဖြစ်ဖြစ်နောက်ပြီးတော့ချက်နေရသွားပြီးတော့ပညာတွေတင်ကြတယ်ဒါပေမဲ့ကျွန်တော်တို့ဒီမှာအရဲပေါ်လေးတွေကြတော့သူရဲ့ပညာရေးလမ်းကြောင်းညှလင်းချက်သိပ်မရှိတော့ဘူးလို့ကျွန်တော်တို့ကတော့အာပြောရတယ်ဆိုတော့လူငယ်တယောက်အနေနဲ့ကိုယ့်ရဲ့အနာဂတ်ကိုယ့်ရဲ့ရည်မှန်းချက်ဘုံဝါနေဆဲပေါ့နော်ဘုံဝါနေဆဲပါဒါပေမဲ့ဒါလည်းနိုင်ငံတော်တစ်ဒီဆောက်ဖို့အတွက်ပဲဖြစ်တယ်ဆိုတော့ကိုယ့်ဟာကိုယ်ပဲအဲ့လိုချက်သိမ့်ရတာပေါ့နော် ဲ့လိုလေးပဲကျွန်တော်တို့ပြန်ဖြေရင်တော့ ပြည့်စုံမဲ့တင်တဲ့ထပ်ပြီးတော့ပြောရမယ်ဆိုတော့ညာရေးရှိတယ်ဆိုတော့ပြောလို့လည်းပုံမှန်မဟုတ်ပါဘူးဟုတ်ကဲ့ပါဆိုတော့နောက်တစ်ခုအနေနဲ့ဆရာကိုရိုင်းက CDM မှာတူဖြစ်တဲ့အခါကျတော့လေ CDM အရင်းနဲ့ပတ်သက်ပြီးတော့အနေငယ်လေးကြံပြူတိုက်တွန်းစကားလေးပြောကြားပေးစေချင်ပါတယ်ဘာလို့လဲဆိုတော့ဒီတော်လှန်ရေးကာလမှာ CDM တွေကတော်လှန်ရေးရဲ့အုတ်မြစ်ဖြစ်တယ်တော်လှန်ရေးသူရဲ့ကောင်းနေဖြစ်တယ်အားလျော်စွာပဲဒီတော်လှန်ကာလကြာလာတာနဲ့အမျှ CDM တွေမှာစေရောကိုပါပင်ပန်းနှွမ်းနေလာတာတွေမြောက်များစွာကိုလည်းတွေ့ရတယ်ပြီးတော့မှ CDM MR ရဲ့ဟိုရင်ဖွင့်တန်တွေလဲဟိုကြားလာရတယ်ပေါ့နော် CDMR တွေကိုကြောင်ထိုးထားတယ်ဆိုတဲ့ဟာမျိုးကြားရတယ်ဆိုတော့ဟိုဒီအပေါ်မှာဆရာအနေနဲ့ပေါ့လေအာ CDMR တွေကိုဟိုတော်လှန်ရေးရဲ့ကဏ္ဍတွေမှာဘယ်လိုမျိုးဆက်လက်ပြီးတော့မှလေ CDMR တွေကိုပေါ့နော်ဟိုပံ့ပိုးတင်လဲ CDMR တွေကိုဘယ်လိုနေရာပေးတင်လဲဆိုတာလေးကိုလည်းအကြံပြုပေးပါအောင်ရှင့်ဒီဟာမပြောခင်မှာပေါ့နော်ကျွန်တော်ပထမဆုံးကျွန်တော်စိတ်ထက်ကနေဟိုင်းဟိုင်းနဲ့လဲကို အာဂျေဇူးတင်တဲ့ဟာကတော့ဒီတနိုင်ငံလုံးမှာရှိတဲ့ CDM ဝန်ထမ်းတွေကိုကျွန်တော်အင်မတန်လေးလဲလေးစားပါတယ်ကိုယ်ကိုယ်ယူပါတယ်အဲ့နောက်ပြီးတော့ဒီဒေါ်ထိုင်ကြီးကဒီဒေါ်ထိုင်ကြီးသူ့အခြေခံအုပ်မြစ်ကိုက CDM မှာဖြစ်တယ်ပေါ့နော်အကြမ်းမဖက်နာဖြီဆန်မှုဖြစ်တယ်ဆိုတော့ဒီဟာမှာပါဝင်လာပြီးတော့ CDM လောက်လာတဲ့ကျွန်တော်ဘီတူဝန်ထမ်းကျွန်တော် ဝန်ထမ်းလို့ပြောချင်ဘီတုဝန်ထမ်းလို့ပြောချင်ပါတယ်ဘီတုဝန်ထမ်းတွေအာအင်မတန်မှပုံယူလေးစားရပါတယ်အလုံးကိုကျွန်တော်လေးစားပါတယ်ဆိုတော့ပထမဆုံးပြောချင်ပါတယ်ဆိုတော့ဒီထက်ဒီချေတုံးကကျွန်တော်တို့စတင်ပြီးတော့ဆန္ဒတွေပြရရတယ်ဆော့ပရိုစီဒီယမ်တွေလောက်လာရတဲ့ချိန်မှာဟိုဒီနေ့ကအာကျွန်တော်စီဒီယမ်ရဲ့မှုကြီးတယောက်နဲ့ကျွန်တော်တွေ့တယ် ြောပါပြောတာလဲဆိုတော့ကျွန်တော်ရဲ့ CDM လောက်လာတော့ကဂျာထရင်တော့တအားကြိုင်တော့၃လဆိုပြီးတော့ကျွန်တော်ထွက်လာခဲ့တာတဲ့ပြောချင်တာကသူ၃လလို့ညွန်ပန်းခဲ့တဲ့ဟာကကျွန်တော်တို့၄ဖြစ်ကျော်ဂျာခဲ့တယ်အဲ့ခါကျတော့တချို့ CDM တွေတွေ့ကြတော့ညွန်ပန်းခဲ့တဲ့ဟာကအတိတ်မကြာတော့ဘူး CDM လောက်ဖို့ဆိုတာတော်တော်လေးကိုစဉ်းစားယူရတယ်ဘာလို့လဲဆိုတော့အစိုးရဝန်ထမ်းတွေကဥပမာ ကျောင်းဆရာလုပ်တဲ့ကျောင်းဆရာတယောက်က तू ကအတမွေဝန်ကျောင်းကိုကကျောင်းဆရာလုပ်ငန်းဖြစ်တယ်။အဲ့ခါကျတော့သူ့ရဲ့တမွေဝန်ကျောင်းလုပ်ငန်းကိုဆွန့်ပြီးတော့ဒီဘီတူစန္ဒာနဲ့အညီပြောရမှာပေါ့နော်။ဘီတူအကကိုရက်တီလိုက်တယ်ဆိုတဲ့ဟာကတော့ပြောရရင်သူ့ရဲ့တမွေဝန်ကျောင်းချင်းကို तू ကဆွန့်ထွက်လိုက်တာပဲ။အဲ့ခါကျတော့ခုနပြောသလိုပထမဆုံးကတိတ်မကြလောက်ဘူးထင်တဲ့ဟာက၄ချက်ကျော်ကြာလာခဲ့ပြီ။ ဆိုတော့ CDM ဝန်ထမ်းတွေကိုလည်းကျွန်တော်အများကြီးကိုချင်းစာပါတယ်။နားလဲနားလဲပါတယ်။အခက်ခဲပေါ့နော်။အခက်ခဲမှုမြောက်များစွာတော့ရှိနိုင်မယ်။ဆိုတော့ဒါကကျေးဇူးပြုပြီးတော့ကျွန်တော်ကတော့ down ပန်ချင်တယ်ပေါ့နော်။စပီရောအတင်ပေးကြပါစပီရောကျွန်တော်တို့ရဲ့ဆင်းရဲပင်ပန်းခံမှုကစံနာရှင်ကြဆောင်ကြီးပဲဖြစ်ပါပါအဲ့ဒါကြောင့်မလို့ဒီ CDM ဝန်ထမ်းတွေအကုန်လုံးစပီရောအတင်ထားရအောင်ပါ နောက်ပြောဒီဒေါ်လှိုင်းကာလမှာအချို့နယ်ဖက်မှာဆိုရင်ကိုတက်နိုင်တလောက်လေးအကလေးတွေကိုဥပမာဖြစ်လို့ဒီအကြောင်းဆယ်ဆံမတွေဆိုရင်ကိုတက်နိုင်တလောက်ကလေးတွေကိုကိုယ်အိမ်မှာပဲဖြစ်ဖြစ်ပို့စာပြန်တင်ပေးတဲ့ဟာလေးတွေရှိတယ်နောက်ပြောအကျမကြီးဝန်ထမ်းတွေဆိုရင်လည်းအဲ့လိုပါပဲသူတက်ကျွမ်းတဲ့ပညာရက်နဲ့သူ့ရဲ့အခြေရွာလေးတွေမှာပဲကျမကြီးကန်တာကိုတာဝန်ယူပေးနေကြတာလေးတွေတွေ့ရတယ်နောက်ပြောတချို့ လနဲ့ကင်လနဲ့ကင်တပ်ဖွဲ့တွေကနေစီဂျမ်လောက်လာတဲ့တပ်ဖွဲ့ဝင်တွေဆိုရင်လည်းကိုဒေတာကိုရဲ့ရက်ရွာလုံးခြုံရဲအတွက်ပြန်လဲတာဝန်ထမ်းဆောင်ပေးနေရတဲ့ဟာတွေတွေ့ရတဲ့အတွက်အရင်ပဲကျေးဇူးတင်ရှိပါတယ်။နောက်ပြီးတော့ဒီတော်လှန်ရေးမှာကိုတက်နိုင်တဲ့ဖက်ကနေအများကြီးအာပါဝင်ပေးကြပါစပြီးတော့အကြံဉာဏ်လည်းပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်။နောက်ဆုံးကျွန်တော်ပြောလိုတာကတော့စပြီးတော့အတင်းပေးကြပါဦးဒီတော်လှန်ရေးအတွက်အခက်ထားရအောင်ပါလို့ပဲ 就那时候比较勤奋，然后。<music> ဟုတ်ကဲ့ပါဆိုတော့နောက်ဆုံးအနေနဲ့ပေါ့လေအာဆီယမ်မျောမှန်းထားတဲ့ဒီဒေါ်လာရေးကာလအလွန်မှာဆီယမ်မျောမှန်းထားတဲ့အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပေါ့နော်အနာဂတ်နိုင်ငံတော်အတွက်ကိုဆီယမ်အနေနဲ့ဘယ်လိုများဟိုမျောလင့်ထားလဲပေါ့လေဒီဟိုဆိုတော့နောက်ဆုံးအနေနဲ့ဒီမိဘပြည်သူတွေကိုပြောပေါ့လေအဘက်ဘက်ကနေပြီးတော့မှဒီနေ့ဒီချိန်ထိဒါတောက်ခံပေးနေကြတဲ့မိဘပြည်သူတွေလည်းအားပေးစကားနဲ့တို့ tomorrow ရဲ့ interview လေးကိုအဆုံးသတ်ပေးပါအောင်ရှင့်ဒီဒေါ်လာရေးကာလကိုကျွန်တော်တို့ကောင်းကောင်းလေး จอဖြစ်နိုင်ခဲ့မယ်ဆိုရင်တော့ကျွန်တော်မျှော်မှန်းထားတဲ့စိတ်ကူးချက်ကကျွန်တော်တို့ရဲ့နိုင်ငံတော်တစ်ပေါ်เนาะအာကျွန်တော်တငယ်ချင်းတွေလက်တခါတလေကျွန်တော်ပြောပြတော့အာ slime baby ခင်ဗျာရဲ့စိတ်ကူးရင်ကတအားကောင်းတဲ့ခံကျွန်တော်ခင်ဗျာရဲ့စိတ်ကူးရင်ကိုပဲကျွန်တော်တို့အလဲတော့ရအောင်ဆိုပြီးတော့ပြောချရတယ်ဆိုတော့ကျွန်တော်တို့ဒီ190လုံးလုံးမြန်မာနိုင်ငံရဲ့အာတမိုင်းကိုကျွန်တော်တို့ပြန်ကြည့်ရမယ်ဆိုရင်တော့အင်မတန်မှနာကြီးစရာကောင်းခဲ့တယ်ပေါ့နော် လူသားတူဖြစ်ရတာနဲ့လူသားတူလို့ဆက်ဆံမခံရတဲ့နိုင်ငံရှင်တွေမှာကျွန်တော်တို့နေခဲ့ရတယ်လို့ကျွန်တော်တို့အာပြောချင်ပါတယ်ကျွန်တော်တို့ဥပမာတစ်ခုဒီသူတွေရှိမှရော ကျွန်တော်ရဲဘော်တွေရှိမှရောကျွန်တော်ပြောလေးရှိတာကဘုရားသခင်တော်မှာကျွန်တော်တို့လွတ်လပ်စွာအသက်ရှင်ရည်တည်ပိုင်ခွင့်ပေးထားတယ်ကျွန်တော်တို့ဖန်ဆင်းထားတဲ့ဘုရားသခင်ကလူသားတယောက်မှာချီးတင်တဲ့လွတ်လပ်ခွင့်နဲ့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်အသက်ရှင်ရည်တည်ပိုင်ခွင့်ကိုတွားပေးထားတယ် ညာပေမဲ့ကျွန်တော်မြန်မာနိုင်ငံရဲ့သမိုင်းကိုကြည့်ရမယ်ဆိုရင်တော့အဲ့ဒီအခွင့်အရေးကိုထူဖောက်ခံရတယ်လူလက်စွာအသက်ရှင်ရဲ့ဒီပိုင်းခွင့်လည်းမရှိခဲ့ဘူးလူလက်စွာရွေးချယ်ပိုင်းခွင့်လည်းမရှိခဲ့ဘူးအဲ့ခါကျတော့ကျွန်တော်ဆုံရှုံခဲရတဲ့လူအခွင့်အရေးဆိုတာကမြန်မာနိုင်ငံသမိုင်းကိုကြည့်မယ်ဆိုရင်တော့အများကြီးမြင်ရနိုင်ပါတယ်ဗီဒေါ်လှိုင်းကကျွန်တော်ဒီမြန်မာစစ်တပ် ဒါမှမဟုတ်မြန်မာတက်မတော်သားတွေကိုကျွန်တော်တို့ပုံလို့တိုက်ခိုက်နေတာမျိုးမဟုတ်ပါဘူးသူတို့လည်းလူသားဖြစ်တယ်လူသားချင်းစာနာထောက်ထားပါတယ်ဒါပေမဲ့ကျွန်တော်တို့တိုက်နေတဲ့ဟာကစစ်အာဏာရှင်စနစ်ကိုကျွန်တော်တို့တိုက်နေတာဖြစ်တယ်ကျွန်တော်တို့စနစ်အတွက်တိုက်ပွဲဝင်နေတာဖြစ်တယ်အဲ့ဒါကြောင့်မို့လို့စစ်အာဏာရှင်စနစ်ကိုကျွန်တော်တို့အပီးတိုင်း ခြေမုံနိုင်တဲ့ခါကြရင်တော့ကျွန်တော်တို့နိုင်ငံတော်တည်တရဖြစ်လာပါလိမ့်မယ်။နောက်ပြီးတော့ကျွန်တော်တို့တိုင်းရင်းသားတွေရဲ့အခွင့်အရေးကြီးမယ်ဆိုရင်လည်းဒီအချက်90လုံးလုံးဆုံးရှုံးလာခဲ့ရတဲ့ဒီခွင့်အရေးတွေပေါ့နော်ပြီးခဲ့တဲ့80လောက်လောက်ကလူမျိုးကြီးဝါဒကိုကျင့်သုံးပြီးတော့စစ်တပ်ကအုပ်ချုပ်ခဲ့တယ် အခါကျတော့ကျွန်တော်တို့ဆုံးရှုံးနေနိုင်ခဲ့တဲ့ဟာတွေနိုင်ငံကြီးအရာတော်တော့တခြားအလူအခွင့်အရေးငါပြောဖွံ့ဖြိုးတိုးတက်မှုငါပြောပညာရေးကျမ်းမာရေးကန်တာပေါင်းစုံကိုကျွန်တော်ကြည့်မယ်ဆိုရင်တော့80လောက်လောဆုံးရှုံးခဲ့ရတဲ့ဟာတွေကမနေပါဘူးအဲ့ဒါကြောင့်မို့လို့ကျွန်တော်ကတော့ဒီဒေါ်လှိုင်းကိုနိုင်တဲ့အခါမှာကျွန်တော်တို့မြန်မာနိုင်ငံရဲ့အနာဂတ်နိုင်ငံတော်တင့်မှာကျတော့လူသားကိုလူသားလိုဆက်ဆံခံရတဲ့နိုင်ငံကိုကျွန်တော်တည်ဆောက်ချင်ပါတယ်လူသားကို လူသားလူတန်ဖိုးထားတဲ့နိုင်ငံတော်မှာနေချင်ပါတယ်ကျွန်တော်ညွန်မှန်းထားတဲ့ဟာကတအားယူရှင်းပါတယ်အာလူသားကိုလူသားလိုသဘောထားရမယ်လူသားလူသားလိုဆက်ဆံရမယ်လူသားကလူသားတန်ဖိုးရှိရမယ်အဲ့ဒီနိုင်ငံတော့ကျွန်တော်တိဆောက်ချင်တာဖြစ်ပါတယ် ဒီဟာဒီဆောက်ဖို့အခွင့်အရေးဒီ27ရာစုမှာကျွန်တော်တို့မြန်မာလူမျိုးတွေကျွန်တော်တို့မြန်မာနိုင်ငံသားတွေရရှိထားတာဖြစ်တဲ့အတွက်ဒေါ်လိုင်းကာလလေးချက်ကျော်၅ချက်နီးပါးတောင်းခံလာကြတဲ့ပြည်သူမိဘပြည်သူတရက်လုံးတချို့ကျတော့နေရှာအိမ်မရှိတော့ဘူးတချို့မင်းဝိုင်းတွေမှာလူမဆုံတော့ဘူးတချို့မြေရွာတွေမြင်ရှာဆိုလို့အရင်တော့ဒီမှာအနေအိမ်တွေရှိခဲ့ပါတယ် အရင်တော့ဒီမှာလူတွေစီကားခဲ့ပါတယ်ဆိုတော့အာအရင်တော့အရင်တော့ဆိုရဲဟာနဲ့ကိုယ့်ကိုပြန်ထစ်သိမ့်နေရတဲ့အာဒီသူတရက်လုံးနောက်ပြီးတော့တချို့တားပြန်မလာတော့တဲ့သူတားအလာကိုစောင့်မျှော်နေတယ်ကျွန်တော်အမေအိုကြီးတွေမိသားစုတွေနောက်ပြီးတော့ခြေလက်မစုံတော့တဲ့ကိုယ်လက်အင်ကာမစုံတော့တဲ့ရဲဘော်တွေဒီဒေါ်ထိုင်ရဲ့အတွက်အမျိုးမျိုးပိဆက်အနစ်နာခံပြီးတော့တောင့်ခံကြတဲ့ဒီသူတရက်လုံး ဆက်လက်ပြီးတော့ကျွန်တော်တို့တောက်ခံကြရအောင်ပါဒေါ်လန်ရင်မှာဘယ်သူကနိုင်မလဲဆိုရင်တော့နောက်ဆုံးချိန်ထိဘယ်သူတောက်ခံနိုင်ကြလဲဘယ်သူကဆင်းရဲပင်ပန်းခံနိုင်ကြလဲဆိုတော့ပေါ်မှာမူတည်သွားပါလိမ့်မယ်ဒါကြောင့်မလို့ကျွန်တော်တို့ပင်ပန်းနဲ့ညီခွင့်ရှိပါတယ်ရပါတယ်ညီကြပါ တောက်ခောက်ပါဒါပေမဲ့ကျွန်တော်တို့ရင်နာလိုက်လို့မဖြစ်ဘူးဒီဒေါ်လာရင်းကကျွန်တော်တို့တရွေ့ရွေ့သွားနေပါပဲအဲဒါကြောင့်မလို့အတင်းထားကြရအောင်ပါကျွန်တော်တို့မကြခင်ဘုရားသခင်ကကူညီမဆမှုကြောင့်ကျွန်တော်တို့ဒီဒေါ်လာရင်းကိုနိုင်တော့မှာပါလို့ကျွန်တော်ဒီသူတွေအားပေးချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါခုလိုမျိုးဖြေကြပေးတဲ့အတွက်ဆရာကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့